ကဲအချိန်ချင်းခါခါတော့ရှင်းပြပြီးသားပါဒါပေမဲ့ထပ်ရှင်းပြမယ်နော်ဒီနေ့ကမြောက်ရီရောင်းတာဆိုတော့လေကိုလံဘီယာမြောက်အကြောင်းကျွန်မထပ်ပြီးတော့မှပြောပြပေးမယ်နော်အဲ့တော့ကိုလံဘီယာပေါ့ကိုလံဘီယာကိုလံဘီယာအဲ့တော့ကိုလံဘီယာမြောက်ဆိုတော့မြောက်မှာကျွန်မတို့ကမြောက်ရဲ့စကလုံးစဉ်သက်လာတာကတဲ့အိန္ဒိယကနေပြီးတော့မာရာကာတာဆိုပြီးတော့မှ အဲစကလုံးပေါ့လေအဲ့ဒီကနေပြီးတော့မှဆင်းသက်လာတာပေါ့လေကျမတို့မြန်မာယဉ်ကျေးမှုမှာလဲအိန္ဒိယရဲ့ဟိုယဉ်ကျေးမှုတွေကျမတို့တချို့အရာတွေမှာဟို influence ဖြစ်တာလေးတွေရှိရနော်တချို့ဟာလေးမပတ်စံမျိုးဘာလို့ဆိုလဲဒါဆိုကျွန်တော်တို့ဒါအဲ့ဒီကနေစဉ်သက်လာတဲ့သကလုံးလေးတွေပဲလीနော်ဆိုတော့အဲ့တော့မာရာကာတာတဲ့လင်းလက်သောအစိမ်းရောင်လို့အဓိပ္ပာယ်ရပါတယ်တဲ့အဲ့တော့မြမှာအရေးပါဆုံးကတော့သူကတော့အယောင်ပေါ့နော်အဲ့တော့ကိုလံဘီယာမြရယ်ဇမ်ဘီယာမြရယ်ဆိုပြီးတော့မှဒါကတော့နာမည်ကြီးတဲ့မြပေါ့အိန္ဒိယမြတို့ဘာလို့လဲရှိရနော်ဂျန်နဲ့တခြားတန်ဇန်နီးယားမြတို့ပေါ့အများကြီးပေါ့လေတန်တန်နာတွေလည်းရှိနေသေးတယ်အဲ့တော့အဓိကကတော့အရေးအဲကျွန်တော်တို့ဈေးကွက်ထဲမှာအများဆုံး တွေ့ရတာကတော့ကိုလံဘီယာမြရင်ကျမတို့ဇမ်ဘီယာမြရင်ဆိုပြီးတော့မှမြဒါနှစ်မျိုးပေါ့လေအုပ်စုကြီးနှစ်စုပေါ့လေအဲ့လိုလေတွေ့ရပါတယ်ထွက်ရှိရဒေတာပေါ်မှာမူတည်ပြီးတော့မှပေးထားတဲ့နာမည်လေးတွေပေါ့လေဆိုတော့ကိုလံဘီယာမြကတော့အာဘယ်လိုခေါမလဲအဲပို့ပြီးတော့မှတန့်စင်နေသူကတော့အစိမ်းရောင်ဟိုကတော့နင်းနေလေးဇမ်ဘီယာကတော့နင်းနေလေးအဲသူကကိုလံဘီယာရဲ့တဆင့် name ပေါ့နော်အဲကိုကိုလံဘီယာကတော့အမြင့်ဆုံးဆိုပြီးတော့မှဒါကတော့မြားထဲမှာဒီလိုမျိုးလေးသတ်မှတ်ထားတဲ့ဘရာဇီးဘက်ကနေလည်းမြားတွေကတော့အများကြီးထွက်ပါတယ်တဲ့ဒါပေမဲ့အရေး သွင်းနိုင်ပါတယ်တဲ့အဲ့တော့အစိမ်းရောင်ရှိလေတံပိုးမြင့်လေအစိမ်းပေါက်လေတံပိုးမြင့်လေပေါ့ကျွန်တော်တို့ဟိုជីជីစိမ့်စိမ့်ဆိုပို့ပြီးတော့မှတံပိုးတွေမြင့်တာပေါ့နော်အစိမ်းဖြစ်လေပို့ပြီးတော့မှတံအဝါပဲဖျောက်သွားတဲ့အစိမ်းလေးတွေဖြုံးသွားတယ်ဖြုံးသွားတယ်ဆိုလို့ရှိရင်ဒါလေးကတော့တံပိုးလေးတွေနှိမ့်တာပေါ့နော်ဆိုတဲ့ခါကျတော့အစိမ်းရောင်မြင့်လေပို့ပြီးတော့မှတံပိုးရှိလေအဲ့တော့မြကမာဇင်းအဆင့်ကျွန်တော်တို့မိုးစကီးမှာမာဇင်းအဆင့်စိမ့်ဟာဒိုင်းမွန်ကတန်းရှိတယ် ဗဒမြားနဲ့နီလာဟာ9ရှိတယ်။မြရကတော့7ရှိပါတယ်တဲ့။ကျမတို့ amethyst တို့ပါလို့နဲ့အတူတူပဲသူကလေ။အဲဒီဒီဒီမြရဲ့မာဇင်အဆင့်က7ရှိပါတယ်တဲ့နော်။သူက7 0.5 to 8လောက်တောင်မှသူကဖြစ်တတ်တယ်ပေါ့နော်7 margin ရှိဆင့်7ပေါ့အဲ့တော့ margin ဆင့်7ဆိုရင်ကျွန်တော်တို့က margin အဆင့်မြင့်တယ်လို့ပြောလို့ရတာပေါ့ဒါပေမဲ့ margin အဆင့်မြင့်ပေမဲ့မြရဲ့အားနည်းချက်က toughness ဖြစ်ပါတယ်ကျွတ်ဆက်လွယ်တယ်ကျိုးလွယ်တယ်ကြည်လွယ်တယ်ကွဲလွယ်ပါတယ်တဲ့နော်မြကဒါကြောင့်မလို့မြလဝိယဒနာတွေကိုဝစ်စင်နေဆိုလို့ရှိရင်ဒုံးပေကတ်ငွေသီးထောင်းရင်းနဲ့ဝင့်မာမျိုးဟင်းဆက်ရင်းနဲ့ဝင့်မာမျိုးဟာဟိုနဲ့ ဒုံငနဲ့တိုက်မိလိုက်တာမျိုးဒီနဲ့ဒုံငနဲ့တိုက်မိလိုက်တာမျိုးဒါမျိုးတွေဆိုရင်တော့မဝစ်သက်ပါဘူးတဲ့เนาะသူကတော့နူးနူးရွံ့ရွံ့လေးနဲ့ဝင်ရတဲ့ယေဒနာမျိုးဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အကျိုးအာနိသင်ကတော့တည်ငြိမ်အေးချမ်းခြင်းတွေကိုပေးပါတယ်တဲ့ပေါင်းများကြွယ်ဝခြင်းတွေကိုပေးပါတယ်တဲ့မိသားစုပျော်ရွှင်မှုတွေငြိမ်းချမ်းခြင်းတွေနဲ့ဂုံသိက္ခာကြီးမြင့်စေခြင်း တားသမီးယေရနာထွန်းကားစီခြင်းစတဲ့အကျိုးအာနိသင်တွေပေးပါတယ်တဲ့အဲ့တော့မြားနဲ့လက်ထက်လက်ဆုတ်လုပ်ရင်ခုနလက်ထက်လက်ဆုတ်မေးလို့မလို့เนาะညီမလေးလက်ထက်လက်ဆုတ်မေးလို့မလို့မြားနဲ့လက်ထက်လက်ဆုတ်လုပ်တယ်ဆိုရင်တဲ့တားလိန်မာသမီးလိန်မာလေးတွေတဲ့တားသမီးယေရနာအလိန်မာလေးတွေထွန်းကားပါတယ်တဲ့ မိသားစုအေးချမ်းပျော်ရွှင်ပြီးတော့မှကိုယ်စိတ်နှလုံးအထူးအေးချမ်းသာယာမှုကိုဖြစ်စေပါတယ်တဲ့ဒါမြရနဲ့လက်ထက်လက်စွပ်လုပ်လို့ရှိလို့ရှိရင်အိမ်နောင်ဦးမှာမြရနဲ့လက်ထက်လက်စွပ်ပြီးမနေ့ကဟိုမှာစိုးပြေတဲ့စဉ်တော့ဗရမြားနဲ့လက်ထက်လက်စွပ်ပေးတယ်လေဒီလိုပဲเนาะကိုယ့်ရဲ့ ကဒါယုံကြည်မှုနဲ့ကိုယ့်ရဲ့ခံယူချက်နဲ့ကိုယ့်ရဲ့အတိတ်ပဲတွေနဲ့ပေါ့နော်လက်ထက်လက်စုပ်ကိုစိန်မပေးရတယ်လို့မဟုတ်စိန်ကတော့ diamond are forever မဟုတ်လို့သူကတော့စိန်နဲ့လုံကြတာပေါ့လေနော်အာမြင်းနဲ့စိန်ကတော့ဒါမပြည့်စည်သောဆိုတဲ့ဟာမျိုးနဲ့မပြည့်စည်သောချက်ချင်းမြတ်တာဟုတ်တာကိုစားပြုတဲ့အနေနဲ့စိန်လက်စွပ်တွေကတော့လက်ထက်လက်စွပ်တွေစေစားလက်စွပ်တွေ promise ring တွေခုန wedding ring တွေ engagement ring တွေဒါမျိုးတွေလုံကြတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့အဲဒါကတော့ယုံကြည်ချက်နဲ့ညနဲ့လက်ထက်လက်စွပ်လုပ်တယ်ဆိုရင်တဲ့တားလိမ်မှာတမိလိမ်မှာလေးတွေထွန်းကားတယ် အိမ်နောင်ကစီပင်တာယာဝါပြောတဲ့တကယ်ကိုမိသားစု ဖြစ်စေပါလေတဲ့နော်ဆိုတော့ဒါကတော့မြားနဲ့ပတ်သက်တဲ့ဟာအဲ့တော့သူကအပူတန်းကိုခံနိုင်ရင်ရှိနေအလွယ်တကူအယောင်မပြောင်းဘူးအရေးကြီးတာတစ်ခုမှတ်ထားရမှာမြန်မာပြည်မှာမြလုံးဝ လုံးဝလုံးဝမထွက်ပါဘူးနော်မြန်မာပြည်မှာ မြရလုံးဝလုံးဝလုံးဝမြရမထွက်ပါဘူးအဲ့တော့ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ကျမတို့မြန်မာပြည်မှာရောင်းရတယ်အာဟိုဥစားပေါ့အင်းမိုးကုံမြမိုးကုံမြဆိုပြီးတော့မှကျမတို့မြန်မာပြည်မှာရောင်းရတယ်လေမိုးကုံမြမိုးကုံမြဆိုပြီးအဲ့မိုးကုံမြမိုးကုံမြဆိုပြီးတော့မှ ပြောရောင်းတဲ့ဟာတွေဒီကျမတို့ dioxide တွေဖြစ်တယ်မြန်မာပြည်ကမိုးကုတ်မှာလုံးဝလုံးဝမြေလုံးဝမထွက်ပါဘူးဒါလေးလဲသိထားဖို့လိုပါတယ်เนาะမြန်မာပြည်ကမြေမိုးကုတ်မှာမြေလုံးဝမထွက်ဘူး dioxide တွေကိုရောင်းခြင်းပဲဖြစ်ပါတယ်เนาะဆိုတဲ့ခါကျတော့အဲ့တော့မြေရဲ့အပြိုခေါက်ကတော့ကျမတို့ပေါများကျွယ်ဝစေတယ်မိသားစုကိုအေးချမ်းတာယာမှုတွေကိုပေးစေတယ်တဲ့ဒါလေးကတော့မြေနဲ့ပတ်သက်တဲ့အဲကျမတို့အကျိုးအာနိသင်ပေါ့အဲ့တော့မြေကိုဝတ်တယ်ဆိုရင်ကျမခုနကပြောတဲ့လိုမျိုး ျိုးပဲအကြမ်းပန်းမခံဘူးကျမတို့ဒုံးပေကတက်နဲ့ဝင်လို့မရဘူးအာဟိုပေါ့ဟိုထိလွယ်ရှာလွယ်ထိခိုက်လွယ်တဲ့ဟာမျိုးတွေနဲ့ဒီလိုမျိုးနဲ့မဝင့်ရဘူးမြောက်အဲ့တော့ဘယ်နေရာဒီမှာထွက်လဲဆိုရင်ထွက်ရှိရဘရာဇီးမှာထွက်တယ်အိန္ဒိယမှာထွက်တယ်အီဂျစ်မှာထွက်တယ်ပြင်သစ်မှာထွက်တယ်ရုရှားမှာထွက်တယ်เนาะဆိုတဲ့ခါကျတော့မြန်မာပြည်မှာတော့မြလုံးဝလုံးဝလုံးဝမထွက်ပါဘူးအဲ့တော့ အကောင်းဆုံးများတော့ကျမတို့အာဒီကိုလံဘီယာပေါ့ကိုလံဘီယာမူโซဒေတာကနေထွက်တယ်မူโซတောင်နှန်းနေပေါ့မူโซတောင်နှန်းနေကထွက်တယ်မိုင်းတွင်းကထွက်တယ်မြရအကောင်းဆုံးပါပဲအဲ့တော့မူโซဒေတာကနေထွက်တယ်ကျမတို့မြရက ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အယောင်ကိုဆွဲပြူပြီးမူโซဂရင်းဆိုပြီးတော့မှကျွန်တော်တို့မူโซကလာဟာမြမှာကောင်းတဲ့ကလာဖြစ်တယ်ပေါ့နော်အဲ့တော့မြရဲ့နောက်ထပ်တစ်ခုတိတာထင်ရှားတဲ့အချက်ကဘာဖြစ်တယ်လဲဆိုရင်ကျွန်တော်တို့ဒီမှာမြတပွင့်ဒီမှာမြတပွင့်နော်မြမှာအလွယ်တကူသူ့ရဲ့အောင်းဝင် inclusion လေးတွေကိုကျွန်တော်တို့ကမြင်ရတယ် နော်အဲ့တော့အဲ့လိုမျိုးလေးတွေပါမသာလင်းလဲ natural emerald အစေးလို့ကျမတို့ကဒီလိုမျိုးလေးယူဆရမယ်ဒီလိုမျိုးလေးမြင်တာထင်တာတဲ့အမဲဖက်ကလေးတွေဒီမှာတွေ့လားအမဲခွက်ကလေးတွေအမဲဖက်ကလေးတွေအဖက်အဖက်ကလေးတွေအမဲအဆက်ကလေးတွေအပြောက်ကလေးတွေဒီလိုမျိုးအဖက်လိုက်ကလေးတွေဒီလိုမျိုးလေးတွေဒါမြင်ရတယ်အဲ့တော့အဲ့လိုမျိုးတွေပါလို့အနာပါတာမဟုတ်ဘူးကွင်းရအဲ့ရပါမသာလင်းဒါကတော့ကျမတို့စဉ်းစားမှာဒါရီယာကွင်းရအဲ့ရမဟုတ်ဘူးမြင်ရမှာတော့ဒီလိုဟာမျိုးတွေကလက်ခံရမှာဖြစ်ပါတယ်သူရဲ့ inclusion ကိုကျမတို့ ို့တာမန်မျက်စိနဲ့အောင်းဝင်တွေကိုကျွန်တော်တို့အောင်းဝင်လို့ခေါ်တာပေါ့နော်ဒီ inclusion တွေကိုတာမန်မျက်စိနဲ့မြင်ရတယ်အဲ့တော့အစိမ်းရောင်ကနေပြီးတော့မြဆိုပြီးတော့မှအစိမ်းမဲလားဆို no မဟုတ်ဘူးအစိမ်းရောင်ကနေ colorless အထိမြကရှိပါတယ်အဲ့တော့ကျွန်တော်တို့ကမြရဲ့အုပ်စုကြီးက barrel အုပ်စုပေါ့မြ barrel မိခင်ကြောက်ကကျွန်တော်တို့ဗဒမြားနဲ့ညီလာဟာ coriander အုပ်စုကနေပြီးတော့မှ ruby နဲ့ sapphire ဆိုပြီးဖြစ်တယ်မြကလည်း ဘာရန်အုပ်စုကနေပြီးတော့မှဆင်းသက်တဲ့အစိမ်းရောင်ရှိတဲ့မြဟာအမရယ်ဖြစ်တယ်။အပြာရောင်အပြာနွနွလေးတွေအပြာနွနွလေးတွေဆိုတာအပြာဆိုတာဘလို့အပြာမျိုးလဲဆိုတော့တော်တော်လေးကိုပေးဘလူးဖြစ်တာပေါ့နော်။အပြာနွနွလေးတွေပင်လေပြာရောင်လေးပေါ့အပြာနွနွလေးတွေဖြစ်တဲ့ဟာဆိုရင်သူကအကွာမရင်းဖြစ်တယ်။နောက်တစ်ခါအနီ သို့မဟုတ်ကျမတို့ပန်းရောင်ဆိုရင်တော့မော်ဂန်နိုက်ဖြစ်တယ်။နောက်တစ်ခါ ကျမတို့အဖြူကနေကာလာလက်ဆိုလို့ရှိရင်တော့ကျမတို့ Gosha Night ဆိုပြီးတော့မှကျမတို့ဒီလိုမျိုးလေးခွဲပြားခွဲပြားဌာနနေเนาะအဲ့တော့ Emerald Baron အုပ်စုဝင်ဖြစ်တဲ့ Baron အုပ်စုမှာမှကျမတို့ဒီရေဒနာတန်းဝင်အနေနဲ့ဝစ်တာဆိုလို့ရှိရင် Aquamarine နဲ့ Emerald Baron အုပ်စုတွေကနေပြီးတော့မှအပြာဘက်ကိုသွားရင် Aquamarine ကျမတို့အာအစိမ်းဘက်ကိုသွားရင် အမရဲဆိုပြီးတော့မှဒီလိုမျိုးလေးခွင်းတယ်အဲ့တော့သူ့ရဲ့အားနည်းချက်ကတော့ toughness ဖြစ်တယ် hardness ပြင်မိမယ် toughness ဖြစ်တယ်ဒါကြောင့်မလို့မြားကိုဝစ်တယ်ဆိုရင် ကျမတို့ကဒုံးပေကတ်သက်ဝစ်လို့မရဘူးကျမတို့အာတတိထားပြီးတော့မှဝင်ရမယ်เนาะအဲ့တော့ ကျွန်တော်တို့တန့်စင်တဲ့ခါတွေဆိုလို့ရှိရင်စီးကြောတန့်စင်တဲ့ခါတွေဆိုရင်ဆက်နဲ့စီးတာမျိုးတွေကိုရှောင်ရမယ်။ဘာဖြစ်လို့သူက toughness ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အကြမ်းပန်းကျွန်မတို့စီးလို့မရဘူး။အဲ့တော့ကွန်ဝိတ်တဲ့ယေဒနာတွေကိုစွန့်အင်ပြည့်အောင်ကျွန်မတို့ဘလိုလေးလုပ်ရမလဲဆိုရေပုံမှန်ကနေရေတွေဘောမောမောမောနဲ့ရေတွေကျတဲ့အချိန်မှာကိုယ်လက်ဝဲယေဒနာမြားလေးကိုအောက်ကနေပြီးတော့မှခံပြီးတော့မှကျွန်မတို့ခံထားမယ်။ပြီးသွားရင်နေရောင်ခြည်အောက်ကလေးမှာပြမယ်ဆိုရင်တော့ဒီမြားရဲ့အစွမ်းအာနိသင်တွေဟာဒါ energy တွေက ပို့ပြီးတော့မှအစွမ်းထက်ပါတယ်တဲ့နော်ဆိုတဲ့ခါကျတော့ဒါကတော့မြရနဲ့ပတ်သက်တဲ့အကြောင်းချင်းရာလေးတွေပဲဖြစ်ပါတယ်အဓိကတော့အတူချုပ်လိုက်မယ်ဆိုလို့ရှိရင်မြသည် hardness ဖြစ်ပင် toughness ဖြစ်တယ်ဟုတ်ပြီနော် hardness ဖြစ်နေမိမယ် toughness ဖြစ်တယ်နောက်တစ်ခါမြရသည်ကျမတို့ဒီ inclusion တွေဖြစ်တယ်ဒီတဘာဝအောင်းဝင်တွေကိုတာမန်မျက်စိနဲ့မြင်ရတယ်အဲ့တော့မြရတစ်ပွင့်ကိုဝယ်လိုက်တယ်အိမ်လဲရကွာဟေးထဲမှာအမဲပဲကြီးတွေပါတယ်ဟေးဒီမှာအဖက်ဖက်တွေမြင်နေရတယ်ဒီမှာအမဲဆက်တွေမြင်နေရတယ်ငါ့ကိုမကောင်းတာပြီးလိုက်တာလားမဟုတ်ဘူးအဲ့ဓာတွေပါရင် natural လို့ကျမတို့ကစစ်စရာမလိုဘဲနဲ့တောင်မှခိုင်မာတဲ့သဘောမှာဖြစ်တယ်အဲ့တော့အဓိကအချက်နှစ်ချက်ကတော့မြရသည် hardness မြင်မိမယ် toughness မြင် toughness ဖြစ်တယ် ောက်တစ်ခါ inclusion တွေကိုကျမတို့ကတာမန်မျက်စိနဲ့မြင်ရတယ်။ Okay เนาะ။ဒါဆိုရင်တော့မြအကြောင်းကိုတော်တော်များများလေးစုံစုံစစ်စစ်နဲ့တည်သွားပြီလို့ကျမတို့မြုံလင်းပါတယ်เนาะ။ဆိုတော့နောက်ထပ်တည်ကျင်တာလေးတွေရှိသေးတယ်ဆိုရင်လည်းနောက်အလင်းတဲ့တဲ့အချိန်တွေကြာလို့ရှိရင်ထပ်ပြီးတော့မှရှင်းပြမယ်။ဒီနေ့ကတော့မြလေးဗျာ